နွေမြကွာညိုဒီစင်ဘာနတ်နတ်ခင်းကျွေရုပ်ကလေးနဲ့ဒုတိယလူစားတဲ့တေးတချင်းတွေနဲ့စတီရီယိုခီဦးမှာကြော်ကြားထင်ရှားခဲ့တဲ့တေးတန်ရှင်ဖစ်တာခင်ညိုဟာဒီကနေ့စက်တင်ဘာ25ရက်မှာကွဲလွန်သွားတယ်လို့မိသားစုဝင်တွေနဲ့ညီဖစ်သူဒေးတန်ရှင်ဒူးတူရာအသိပေးထားပါတယ်ဖစ်တာခင်ညိုဟာကွယ်လွန်ချိန်မှာအသက်80ရှိပြီဖြစ်ပြီးဇနီးနဲ့သား3ဦးခြံရစ်ခဲ့ပါတယ် ကနာဦးတနင်းအရာနာဤကိုရန်ကုန်မြို့ကန်တော်လေးကဒေါ်သိန်းတင်လန်နေအိမ်မှာဖြုတ်လုပ်ဖို့စီစဉ်ထားပြီးစက်တင်ဘာ29ရက်မှာဇာပနဖြုတ်လုပ်မယ်လို့မိသားစုနဲ့နီးစပ်သူစီကသိရပါတယ်။နာဤအတွက်မိတ်ဆွေတွေနဲ့မိသားစုကသူတို့အိမ်မှာစီစဉ်နေပါပြီ။ဒီမနက်၄နာရီခွဲနဲ့၅နာရီကြာလောက်မှာဆုံးသွားတာပါ။နှလုံးရောဂါအခန့်ရှိတယ်။နောက်လေပြန်းတလို့ဖြစ်တာတော့ မိသားစုကဂယုဆိုင်ကုတပေးနေတာတော့ရှိပါတယ်။ယုတ်တရလို့တော့ဆုံးသွားတာပါလို့မိသားစုနဲ့နှိဆက်သူကပြောပါတယ်။ကိုပိုင်တန်စင်တီးတချင်းများစွာကိုတီးဆိုခဲ့တဲ့ဗီတာခင်းညူဟာကို့အဖြစ်နဲ့ကိုဆက်ကြွေငုံမယ်နဲ့လိုက်ခဲ့တော့ຫນွေသားစုရင်မှပြတို့ရဲ့နောက်ဆုံးအချိန်ကျူရှင်လေကားရင်တချင်းတွေကလူကြိုက်များထင်ရှားပါရဲ့။စတီရီယိုခေဦးသေးတန်ရှင်ဖြစ်ပေမဲ့နောက်ပိုင်းခစ်ကလာလီဗျူး ကီဒီရိုနဲ့ပူပေါင်းဖန်တီးခဲ့တဲ့နောက်ဆုံးသဘောထားနဲ့ဆိုတဲ့တချင်းကပရိသတ်တွေနှစ်ချိုက်အားပေးတဲ့တချင်းဖြစ်ခဲ့တယ်လို့ကီဒီရေးပြီးဗီတာခင်ညိုဆိုခဲ့တဲ့ဘဘခီတချင်းလည်းလူကြိုက်များခဲ့ပါတယ်